ကျေးဇူးရှင်တယ်။ဘာဖြစ်လို့တလောက်တောင်ရရဆက်ဆက်လောရတာလဲ။အယူအီးရ။ဘာမင်းဘကထိခိုက်နေတော့ဘယ်နှခါဘာများလုပ်ခဲ့ဘူးလို့လဲ။ရှင်လို့စိတ်ရစလူသက်သမားကိုချက်ခဲ့မိတယ်တမဟိုတမအရေးယွန်းတယ်။ယွန်းနေစမမတို့မှာ။အရေးကြုံလာရင်ကိုလိုရင်းတတ်တဲ့အမျိုးကွာဒီလေးက။မင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးပြီ။ တ်တရတစ်ခုဖြစ်ဆုံးကတော့ဒီကားပြီးသွားတဲ့အချိန်ကြီးနောက်3ရက်လောက်အထိယူပါမှုမပြောက်ဘူးပေါ့နော်အဲဒီတချင်းလေးကိုအများနဲ့ကားထဲမှာနားထောင်နေမျက်ရည်တွေကျတယ်3ရက်လောက်အထိညနေဆိုရင်သူကမနေတတ်ဘူးလူကြီးလည်းမသိဘူးအဲ့လိုမျိုးကအမတရဖြစ်ခဲ့ယူပါကာရက်တာနဲ့နောက်တကားကိုအများကြီးရုံးထွက်ဖို့ခက်ခဲခဲ့တယ်ပေါ့ငကူကလေးကလည်း မိတ်ကမလိမ့်မဲနဲ့ရိုက်ရတဲ့ကားကို confident အရန်ရှိတယ်။မသိဘူးအဲ့လိုမိတ်ကတည်းကအရန်လိမ့်ရတဲ့ကားတွေဆို worry များတယ်မလှမှာဆိုရုပ်ရင်သွားမှာဆိုမိတ်ကဘာမှမလိမ့်လေအရန်ကိုကိုကိုသဘောကျလေပဲ။အဲ့တော့မိတ်ကမလိမ့်ထားတဲ့ကားထဲမှာမှဒီကားကအလှဆုံး။ကိုကိုကိုပြောရနော်အရန်ကြိုက်တယ်။ကားထဲမှာယူပါဆိုတဲ့ကောင်မလေးပေါ့နော်ဟုတ်ယူပါဆိုတဲ့ကောင်မလေးဖြစ်နေမြင်တွေ့ရမှာပါဟုတ်ကဲ့ဒါပိုစတာလေးတော့ဇာတ်လမ်းလေးမှာကျွန်တော်ကဟိုတော့စိမေပုံစံလေးပဲ ံလေးအဲ့ဒါက character လေးကဘယ်လိုပုံစံလေးဖြစ်လဲ character ကတော့ယူပါပေါ့ဥမာအဲသူကတော့အိမ်မှာလို့အိမ်ကူလုပ်တဲ့ကောင်မလေးပေါ့နော်ဆိုတော့ဒီကားလေးကကျတော့အပြင်ကအဲ့လို main ကလေးရဲ့အဲစိတ်နေစိတ်ဓာတ်သဘောသဘာဝကိုအဲကျူးလေးအနေနဲ့အဲယူပါဆွဲကောင်မလေးနေရာနေဝင်ပြီးတော့အောင်းဆုံးသိ ਉ ဆောင်ထားတာပေါ့အဲအမှတ်တရကတော့ training 3ရက်ပြီးရဲ့အချိန်မှာကျူးလေးကဖျားပြီးတော့ အတန်မထွက်တော့ဘူးအဲ့တော့ရိုင်းနေတဲ့အချိန်မှာတော့အပုတ်အတန်ဝင်နေတာပေါ့နော်အတက်နိုင်ဆုံးတော့အကောင်းဆုံးစူးစမ်းပြီးတော့ပြောပြမယ်တချို့ဆင်းနေဆိုအတန်ဝင်နေတာကြီးတွေ့ရတယ်အဲဒါမဲ့လည်းဘယ်လိုပြောရမလဲဟိုဂျူလီယာတော့ကိစ္စမရှိဘူးပေါ့နော်ယူပါအတန်ဝင်နေတယ်ဒါတခြားကတဲ့ character ဝင်ချင်မှဝင်မယ်မဟုတ်ဆိုလူဆိုတာတရားတရားနဲ့အတန်မတူကြဘူးအဲ့လိုပဲသဘောထားပြီးတော့အောင်စူးစားထားတာပါအဲ့လိုမျိုးမိန်းကလေးတွေကလည်းမိန်းကလေးရခံစားချက်နဲ့လိုက်ပြီးတော့ feeling တစ်ခုရလိမ့်မယ် ယောက်ျားလေးတွေကကြည့်ရင်ယောက်ျားလေးတွေရဲ့ site နဲ့တိုင်းတာပြီးတော့တကယ်ပဲကိုလိုယုံနဲ့မိမလားဘာလားပေါ့အဲ့လိုမျိုးပေါ့ feeling တစ်ခုရလဲမယ်တော့ဒီကားကြည့်ပြီးသွားရင်တော့ row out မယ်အဲ့လိုပေါ့ချူလေးကိုယ်တိုင်လည်းကြည့်ရဲ့အချိန်မှာဆိုအရန်ကိုရင်ခုန်ပြီးစိတ်လို့ရှာပြီးရှက်တယ်။အော်ဂျိုက်တော့ကဒါအဲ့လိုလေးတကယ်တမ်းကျအဲ့လောက်တော့ row သွားရလား row ရာလေးလည်းတွေ့ရမယ်ဂျီဝမ်းနဲ့ဂျီခွဲစရာလေးလည်းတွေ့ရမယ်ပြီးရရှင်အဲ့လိုပေါ့ပြဿနာတွေမှာမိန်းကလေးတွေနဲ့ယောက်ျားလေးနဲ့ဖြေရှင်းမှုဖြေရှင်းနေတယ်မတူတာတွေလည်းတွေ့ရမယ်ပေါ့ဟုတ် ูนิวินเนี่ยจ้ะชูลีน่ะเลยตะเกมองน้องมาเลยလိုမျိုးအရန်ဟိုဟိုခင်နေပေါ့နော်ကိုနေဝင်းတော့မချောနဲ့ชูลีနဲ့ဆိုအဲ့လိုစကားလည်းအရန်ပြောကြရတယ်အဲ့လိုမျိုးအရန်လည်းခေကြတဲ့အခါကျတော့တိုးဆောင်တဲ့အချိန်မှာအရန်ရင်းနှီးသွားတဲ့ငွေချင်းမောင်နှမလို့အရန်ခင်သွားပြီဆိုရင်အဲ့လိုမျိုးတွေရိုက်ရတာအရန်ခက်ခဲတယ်အဲ့လိုပေါ့နော်ဆိုတော့ကိုနေဝင်းဆိုလည်းชูลีကိုပြောမလားဆိုတော့ဟဲ့မျက်မျက်လုံးဟိုဘက်လက်ထမ်းကိုကြီးမျက်လုံးကလည်းရည်ချင်နေရလေ လို့ချိန်ပြီးတော့ဗောနော်ကိုဝိုင်းကလည်းကဲတရုတ်ဆောင်တော့လေနေအဝင်နေပြီဆိုတော့၆ကလည်း၆အဲ့မှာလေအဲ့လိုမျိုးလေးစူးစမ်းခဲ့ရတာဗောရိုရာကျူးလေးတွေဇောချွေးကြီးလည်းပို့ပြန်တယ်ပို့ပြီးတော့အတွင်းစိတ်ကြီးပြန်မန်းရတယ်ဗောနော်အရင်ရင်းနေတဲ့တကယ်ချင်းနေနဲ့အရင်ကိုအရင်ညီကောင်မောင်မားလေးကိုခင်ရတဲ့သူတွေနဲ့ရိုက်ပြီးဆိုလဲပို့ပြီးဆိုရရည်တင်တာဗောလေနော်ဒါမဲ့လည်းအကောင်းဆုံးတော့ဒီမှာဘာအားတာသွားလဲဆိုတော့ training ချောင်းမို့လို့ အွန်ဆင်းပေါ်ရောက်ပြီးဒီဇကားတွေကတချင်းလေးဖွင့်လိုက်ပြီးဆိုတာနဲ့အဲချူလေးမဟုတ်တော့ဘဲနဲ့ယူပါပေါ့နော်ကိုနေဝင်းဆိုလဲအတက်နိုင်ဆုံး90ရာခိုင်နှုန်းလောက်ကိုကိုချမ်းမြေလိုပဲမြင်ခဲ့ရတယ်ပေါ့ အမတ်တရတခုဖြစ်ဆုံးကတော့ဒီကားပြီးသွားတဲ့အချိန်ထိနောက်3ရက်လောက်အထိယူပါမှုမပြဘူးပေါ့နော်အဲဒီသချင်းလေးကိုအမြဲတမ်းကားထဲမှာနားထောင်နေမျက်ရည်တွေကျတယ်3ရက်လောက်အထိညနေဆိုရင်လူကမနေတတ်ဘူးလူကြီးလည်းမသိဘူးအဲ့လိုမျိုးကအမတ်တရဖြစ်ခဲ့ယူပါကာရက်တာနဲ့နောက်တကားကိုအများကြီးရုံးထွက်ဖို့ခက်ခဲခဲ့တယ်ပေါ့အာအဲ့တော့အရင်ကြာသွားပြီးတဲ့အချိန်ကျမှချူလေးတို့ကိုကာဗာရိုက်ဖို့အတွက်ပေါ့နော်ဖိုတိုရိုက်ဖို့ ေါ်တဲ့အချိန်မှာလည်းချက်ချင်းလေးဖွင့်ပေးပါဆိုတဲ့အချိန်မှာချက်ချင်းယူပါဖြစ်သွားတယ်ပေါ့နော်အဲ့ဒါတော့အမတမအထူးကြဆုံးပါအဲ့လိုဟိုဆန်ဝင်းမော်ကိုဦးကိုခန်းစားခဲ့ရတယ်လို့မျိုးပဲပေါ့နော်ဒီဒီကားကလည်းဒုတိယမြောက်ယူပါနဲ့ကိုချမ်းမေးဆိုတဲ့ feeling ရခဲ့တာကျူးလေးတွေ့တာဒုတိယမြောက်ကားလို့ပြောလို့ရတယ်ပပလေးနဲ့အဲ့လိုလေးယူပါရဲ့อืมအဲ့လိုမျိုးလေးလည်းခန်းစားရင်ခန်းစားရတော့မှာပေါ့နော်အဲ့တော့ feeling တွေကတော့ကားကြည့်ပြီးွားရင်အားလုံးပြန်မေးမယ်ဘယ်လို feeling ရခဲ့လဲ မကူကတဲ့ကလည်းမိတ်ကပ်မလိမ့်မဲနဲ့ရိုက်ရတဲ့ကားကို confident အရန်ရှိတယ်။မသိဘူးအဲ့လိုမိတ်ကပ်တဲ့အရန်လိမ့်ရတဲ့ကားတွေဆို worry များတယ်မလှမှာဆိုရုပ်ရင်သွားမှာဆိုတော့မိတ်ကပ်ဘာမှမလိမ့်ရင်အရန်ကိုကိုကိုသဘောကျလိမ့်မယ်။အဲ့တော့ဘာမိတ်ကပ်မလိမ့်ထားတဲ့ကားတွေမှာမှဒီကားကအလှဆုံးကိုကိုကိုပြောရအောင်နော်အရန်ကြိုက်တယ်။ပြိတ္တအနေနဲ့တော့ ခန်းစားကြည့်ပေးပါပေါ့နော်ဂျူလီကတော့အကောင်းဆုံးစူးစမ်းလိုက်ပေမဲ့ပြိတ္တရဲ့အကြိုက်နဲ့ထပ်တူကြဖို့ဆိုတာပြိတ္တတွေကြည့်ပြီးမှပဲသူတို့ဒါဝေပြန်အကြံပြုမှဆိုတော့လေဂျူလီကတော့ဘလို့ခန်းစားရလဲဆိုတော့ဒီကားကိုကြည့်ပြီးသွားရင်အရန်သားထောင်ခြင်းနေပါတယ်ဟုတ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်